မြန်မာပြည်ပြန်လာကစုချင်းငွေတွေလူချင်းရတဲ့နောက်ွယ်ကအကြောင်းရင်းကိုပြောလာတဲ့ဂျိုရှူအာပင်ကမ္ဘာထိပ်ဆုံးကိုရောက်သွားတဲ့အခါကိုတက်လာခဲ့တဲ့လေကားတစ်တွေကိုပြန်မကြည့်ကျင်တော့တာလူတော်ဘာပါပါတယ်ဒိုင်းမဲ့ဒီစကားကိုပြောင်းပြန်လဲပြလိုက်တဲ့လူငယ်တရားပေါ်ထွက်လာခဲ့ပါပြီသူကတော့အခြားသူမဟုတ်ပါဘူးမြန်မာတို့ရဲ့ဂုံယူစရာ USC Flyweight Champion ဂျိုရှူအာပင်ပဲဖြစ်ပါတယ်တရားပိုင်းဆိုရှယ်မီဒီယာတော့မှာဂျိုရှူအာပင်ရဲ့အောင်မြင်မှုသတင်းတွေဖုံးလွှမ်းနေတာအားလုံးသိပါပဲဝိုင်းချန်ပီယံပန်နိုချာကိုအလေးထိုးပြီးတော့ ရှေ့ကပဲ့ရောက်ခဲ့တာတမိုင်းတလျှောက်ဒုတိယအသံငယ်ဆုံးချန်ပီယံဖြစ်လာတာတွေကတကယ်ကိုမှအမခံပါပဲ။ဒီချိန်လူပြောများနေတဲ့တရင်ကတော့ဂျိုရှုဟာဗန်ကသူရသမျှစုချေးကိုပြန်လုပ်မယ်လို့ပြောလာတာပါ။ဒါကြောင့်လူတွေစိတ်ဝင်စားနေကြတာကဂျိုရှုဟာဗန်ဘာကြောင့်ရသမျှစုချေးငွေကိုလို့မြန်မာပြည်ကိုပြန်လုပ်မလဲဆိုတဲ့မေးခွန်းပါပဲ။ USC ချန်ပီယံတယောက်ရဲ့ဝင်ငွေဆိုတာနည်းနည်းတော့မဟုတ်ပါဘူး။ပွဲထိုးတဲ့ချိန် Nice Way စုချေး ဝင်း bonus အကောင်ဆုံးစွမ်းဆောင်ရည်ဆို performance bonus တွေဖြင့်ရုပ်တံကြီးစုကဝီစု PPV point တွေပါပေါင်းလိုက်ရင် American dollar တန်းတဲ့ချီမြန်မာငွေ billion ချီရှိပါရီအသက်23နှစ်ရွယ်လူငယ်တယောက်တွေဒီလောက်များပါတဲ့ငွေပမာဏဟာ American aim နဲ့ American dream ကိုပြည့်ဝအကောင့်ထဲပေါ်လို့ရှားပါရီစိန်ခံကားရိစိအိမ်ကြီးအိမ်ကောင်းတွေမှာနေပြီးဘဝကိုအေးဆေးဖြတ်သန်းလို့ရှားပါရီတိုင်းမဲ့ဂျိုရှူအာဘန်ကအဲ့ဒီလမ်းကိုကြောက်ခိုင်းခဲ့ပါရီမီဒီယာတွေကအိပ်ပစက်တွေနဲ့ဘာလို့မှလဲလို့မေးတဲ့အခါသူ့ရဲ့ဖီးယားရိုးရှင်းပေမဲ့ထိမိလို့မာရီ ျွန်တော်ကောင်းကောင်းစားနေချိန်မှာကျွန်တော်ရဲ့မြန်မာတွေကထမင်းနဲ့မှန်ဖို့ရုံးကန်နေရတယ်။ကျွန်တော်အိယာပေါ်မှာအိနေချိန်မှာမြန်မာပြည်ဟာဆေးဘေးရှောင်တွေကတော်ရဲတောင်ထဲမှာအိနေရတယ်။ဒီသီးစိတ်နဲ့ကျွန်တော်ဒီပတ်စံတွေကိုကို့အတွက်မသုံးရပါဘူးလို့သူကဆိုပါရီ။ဒီနေရာမှာမိထားလို့မရတဲ့ချက်ဆက်ကတော့ဂျိုရှူအာဘန်ကိုရိုင်းကလည်းခက်ခဲကြမ်းတဲ့ဘဝကိုပြတ်သန်းနေရသူဖြစ်တာပါပဲ။တဝါရွှေလင်းဘန်းနဲ့ချင်းစီပြီးတော့မွေးလာသူမဟုတ်ပါဘူး။ချင်းတော်တန်းနေဘောကနေဒုက္ခသည်စကန်အဲကမှတစင်အမေရိကန်နိုင်ငံထိဘွားကိုတုံညာကနေရုံးကန်တိဆောက်ခဲ့ရသူပါ သူ့ရဲ့ရွေးချက်ကရှမာရီသူချန်ပီယံဖြစ်လာတာဟာသူတယောက်တည်းကောင်းစားဖို့မဟုတ်ပဲသူ့လူမျိုးကိုပြန်လည်ဆောက်ရှောက်ဖို့ဆိုတဲ့ခံယူချက်ပါပဲ။ဒါပြမပြီကိုကိုရင်ပြန်လာဖို့စီစဉ်နေတာဖြစ်ပါတယ်။ငွေကြီးဆိုတာပေးလိုက်ရင်ခုံသွားကြပေမဲ့ကိုချင်းစာစိတ်နဲ့နှွေးထမှုဆိုတာကတော့ပေးလေလေတမုတ်ရှိလေလေဆိုတာသူနားလည်ထားပုံရပါတယ်။ဒါပင်ဂျိုရှွာဝင်ရဲ့ဒီလုပ်ရဟာခေတ်သစ်မြန်မာလူငယ်တွေအတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုအဝါပေးစွမ်းနေပါရီ။အာမီမုတ်ဆိုတာငွေကြေးပိုင်းဆိုင်မှုတစ်ခုတည်းနဲ့တိုင်းတာလို့မရပဲနဲ့ကိုပတ်ဝင်ချင်း ကိုလူဖွဲ့စည်းပေါ်ဘလောက်ပြန်ပြီးတော့ကြိုးပြနေလေဆိုတာကသာစစ်မှန်တဲ့တံမိုးဖြစ်တယ်ဆိုတာကိုသူကလက်တွေ့ပြသလိုက်တာပါ။သူကအားစားမှသာချန်ပီယံမဟုတ်ပါဘူး။လူသားဆန်မှုမှာပါစံပြပုဂ္ဂိုလ်တရားဖြစ်လာခဲ့ပါပြီ။လူရှွာဘန်ကချစ်ပြည်နယ်ရဲ့တောင်တန်းနေပေါ်ကနေကမ္ဘာအဆင့်ကိုတက်လန်းသွားနိုင်ခဲ့ပေမဲ့သူ့ရဲ့နှလုံးသားကတော့မွေးရမြင်မှာပဲကျင်းရနေကြတာပါ။သူပြန်လာမယ့်ခီးစဉ်ဟာစစ်ပေးရှောင်းတွေနဲ့နေပါသူတွေအတွက်တော့မျောလင်းချင်ရောက်ခြေတကူပါပဲ။ဒုက္ခရောက်နေသူတွေရဲ့လက်ကိုကိုယ်တိုင်ဆွဲမျက်ရည်တွေကိုကိုယ်တိုင်တုပ်ပေးမယ်။ သူ့ရဲ့ပုံရိပ်ကိုမြောင်ကျုံနဲ့တင်စက်သိမ်းထားစရာကောင်းနေပါပြီ။ရွှေကပတ်ကသူ့ကို USC ချန်ပီယံဖြစ်စေခဲ့ပေမဲ့အခုလိုကိုကျိုးစော်လူတနာပြူတာကတော့သူ့ကိုပြည်သူချန်ပီယံဖြစ်ထားရရှိသွားစေမှာပါ။ကေဘရိတ်သက်ကြီးဘီလီယံနဲ့ကြီးတဲ့ချမ်းသာကြွယ်ဝမှုတွေကိုလူမျိုးတွေရဲ့အပြုံကိုပိုတံမိုးထားတဲ့ဂျိုရှွာဘန်ရဲ့စိတ်ဓာတ်ကိုဘလို့မြင်ကြလဲ။မကြခင်အမိမြေကိုပြန်ရောက်လာပြီးတော့ပရိုက်တာစိတ်တွေလှုပ်ဆောင်မဲ့ဒီလူငယ်လေးကိုဘလို့ကြိုးစောက်ကြမလဲဆိုတာရှင်နေကပီတီစကားသံလေးတွေကိုကွန်မန့်မှာပြောခဲ့ပြပါအောင်ရှင်။